ဂျာမနီကမြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ဒီငလင်းအပေါ်ဂျာမနီနိုင်ငံတကားနေပြီးတော့ဒီအထောက်ပံ့တွေအကူအညီတွေကျွန်တော်အများကြီးပေးနေတယ်ပေါ့နော်။ဒါပေမဲ့ကြောင့်တစ်ခုဆိုရင်ဒါကအဲ့ဒီအထောက်ပံ့တွေအကူအညီတွေကကျွန်တော်တကယ်လိုအပ်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကို တကယ်ရောက်ပါမလားပေါ့နော်အာနယူးဇီလန်အမေရိကန်ကြောင် UN အစားရှိနိုင်ငံကနေပေါ့လူအင်အားဖြစ်စီကြောင်ငွေအင်အားဖြစ်စီပေါ့နော်အထောက်ပံ့တွေအများကြီးပေးနေတယ်ပေါ့နော်အဲ့ဒီပေးနေတဲ့အထောက်ပံ့တွေအကုန်လုံးကကြောင်အခုလက်ရှိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတရားရခိုင်တော့အပြည့်ရဖို့တော်တော်ကြောင်မျှော်လင့်မိတယ်ဆိုတော့အခုလက်ရှိကြောင်ဘာတွေတည်ထားရလဲဆိုတော့ကြောင်ဒီ UN ကနေပြီးတော့ကြောင်တို့တို့ကတော့ဒါသတင်း ဌာနအများစုကကျွန်တော်ပြောထားတယ်ပေါ့နော်ဒီ UN ကနေသူတို့မှလက်ရှိရှိနေတဲ့ဒီအဖွဲ့အစည်းတွေကိုကျွန်တော်မြန်မာနိုင်ငံကိုအာဆေရိုလိုက်ပြီးတော့ဒီ UN အသွေးမှုကြောကတော့ပြောကြားထားတယ်ပြီးတော့အဲ့ဒီ Time မြန်မာပေါ့နော်ကျွန်တော် Time မြန်မာမှာရှိတဲ့ငွေလေးပဲအတွက်ပေါ့နော်ဒေါ်လာ5တန်းသုံးမယ်ဆိုပြီးတော့ကျွန်တော်ဒီအသွေးမှုကိုကြောကတော့ကျွန်တော်ပြောထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ EU အနေနဲ့လည်းကျွန်တော်ဒီငွေလေးကြောင့်ဒုက္ခရောက်နေတဲ့ဒီမြန်မာလူမျိုးတွေအတွက်ပေါ့ နှစ်တရမှ၅တန်းတုံးမယ်လို့เนาะချက်ချင်းကူညီပေးမယ်လို့တော့သူတို့အနေနဲ့ဒီ Twitter မှာပြောထားတယ်အာပြီးတော့ကျွန်တော်နယူးဇီလန်အနေနဲ့လည်းကျွန်တော်မြန်မာနိုင်ငံအတွက်2 million ပါเนาะကျွန်တော်အဲနှစ်တန်းပေါ့နော်အဲလှူဒန်းမဲ့လို့တော့ကျွန်တော်ဒီ TV and Zest ကနေပြီးတော့ကြီးညာထားတယ်ပေါ့နော်ဒါကလည်းတည်င်းမှာကြီးညာထားစေပေါ့နော်တကယ်လည်းကုညီတော်ကကုညီတော်အခုကြီးတော့မသိရသေးဘူးပြီးတော့ဒီ American Terminal ဒီ Donald Trump ကလည်းကျွန်တော်မြန်မာနိုင်ငံကိုကုညီမယ်လို့တော့ပြောထားတယ်လူဝင်ရနဲ့လားငွေရနဲ့လားကျွန်တော်မသိဘူးပေါ့နော်အဲ နောက်ပြီးတော့ကျွန်တော်အိန္ဒိယနိုင်ငံကလည်းဒီအစားအစာတွေဒီအဆောင်တွေဒီတခြားလူအပ်တဲ့အသုံးဆောင်တွေကိုနော်ကျွန်တော်ဒီမနက်အမြန်မာနိုင်ငံရန်ကုန်ကိုစိတ်ရောက်တယ်လို့တော့ကျွန်တော်ဒီ Embassy of India တော့အာပြောထားတယ်ပေါ့နော်ဆိုတော့ဒီတခြားဒီရှားဖွေးတွေဆေးဘက်ဆိုင်ရာဖွဲ့လေတယ်လိုက်ပါလာရောပြောကြားထားတယ်ပြီးတော့ကျွန်တော်ဒီတရုတ်ရုရှားကလည်းသူတို့စီကဒီကယ်ဆယ်ရေးသမားတွေကိုကျွန်တော်မြန်မာနိုင်ငံမှာလာရောက်ကူညီ အာပေးမယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်။ဟောဒါအပြင်ပေါ့နော်တကြတခြားတခြားတော့ဒီနိုင်ငံကနေပေးရကူညီလေအများကြီးကျွန်တော်ရှိနေပြီပေါ့နော်။ရှိနေပြီဆိုတာကလည်းအာသူအနေနဲ့ပြောထားတာပေါ့နော်အာပြောမယ်တချို့ဒီဒီတရုတ်တို့ကျွန်တော်တို့ရရှာလို့ဆိုလို့ရှိရင်လည်းဒီလူဝင်အားရလာကူညီပေးတယ်ဗျာအဲတခြားဒီငွေအားနဲ့တော့ကူညီပေးမဲ့အဲနိုင်ငံတွေကလည်းသူတို့လက်ရှိတော့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ အာကြောက်ခဏပြောလို့ပါတော့အဲတကယ်တကယ်မြန်မာနိုင်ငံကိုရောက်လာလို့ရှိရင်တကယ်ဒုက္ခရောက်နေတဲ့ပြည်သူစီကိုတရားရဂိုင်တော့အပြည့်ရောက်ပါမလားပေါ့နော်အဲ့ဒီခုတော့ရှိရောပေါ့နော်ဆိုတော့ကျွန်တော်ကအများကြီးမပြောဘူးဗျာဆိုတော့အများကြီးပြောလို့ရှိရင်သိရမလားဒါအခုခေတ်ကာလလည်းကောင်းတာမဟုတ်ဘူးဆိုတော့တကယ်အဲ့လိုမျိုးကျွန်တော်ရောက်သိချင်တယ်ဗျာဥပမာဆိုကျွန်တော်ဒီအမေရိကန်နေပြီးတော့ဒေါ်လာ2တန်းထုတ်လိုက်ရဆိုလို့ရှိအဲ့2တန်းလုံးပေါ့နော်ပြည်သူအတွက်လိုအပ်တဲ့နော်ဒီသူတို့အတွက်နေစရာလေးတွေစားစရာလေးတွေပေါ့နော်တကယ်ဒုက္ခရောက်သွားတဲ့လူတွေအတွက် အပြေအဝါထောက်ပံ့ပေးဖို့တော့ကျွန်တော်ညွှန်လင်းမိရပါတော့။ဘာဖြစ်လို့တော့အခုတခြားနိုင်ငံမကြည့်နဲ့ကြာကြောဒီနိုင်ငံမှာပဲတော့ဒီမြန်မာနိုင်ငံမှာပဲဒီမနေ့ကချက်ချင်းအလိုငလင်နှုတ်သွားတော့ဒီတခြား foundation နဲ့မကြီး foundation ကသူတို့အနေနဲ့အလွန်ဝေးကောက်ခံကြရတယ်။တကယ်တကယ်ပြန်လှူပေးတယ်ဗျာ။ပြန်တကယ်လည်းပြန်လှုပ်ပေးတယ်။ဒါမဲ့တချို့လူတွေပေါ့နော်တချို့လူတွေကအဲ့လိုပေးတူတွေဖွင့်နော်သူတို့အလူအလူငွေတွေကောက်ကောက်လို့ရှင်သူတို့ကိုကြိုးအတွက်ပြန်သုံးနိုင်တယ်ကြောင်မြင်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုကြားရတဲ့ကရင်လည်းမကောင်းဘူးဗျာဘယ်လိုပြောလို့ တကယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေအချိန်မှာသူတို့တချို့တွေကတကယ်ကူညီပေးချင်တယ်ဗျာသူတို့အနေနဲ့လည်းကူညီပေးချင်တဲ့ဖြစ်အတွက်တကယ်လှူကြတယ်ဗျာဒါပေမဲ့တချို့လူတွေကအဲ့လိုလှူတဲ့နေရာမှာမသုံးဘဲနဲ့သူတို့ကိုယ်ကျိုးအတွက်သုံးနေတာဒီအဲ့လိုတရင်ကြားနေရတာပေါ့နော်အဲ့လိုမျိုးကြတော့ဟိုဘယ်မှာရင်းနှီးတကယ်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဘာလို့ဆိုတော့ ဟိုကိုအနေနဲ့ကိုမလူနိုင်တော့မှအဲ့လိုမျိုးတော့မလုပ်စီချင်ဘူးပေါ့နော်အခုတကယ်လဲအပြင်မှာလဲဒီ foundation အများကြီးပေါ့နော်ကျွန်တော်ကူညီပေးနေတာရှိတယ်တကယ်စုံစမ်းသေးချာလေးစုံစမ်းပြီးကူညီကြပေါ့နော်တကယ်လှူဒန်းကြပါဆိုတော့အဲ့လိုမျိုးဟိုကိုမလူကလည်းနည်းနည်းပါစုံစမ်းမှာတချို့ပေးတွေဒီပေးတွေကလည်းကျွန်တော်အတူတွေပါလို့ဖွင့်ပြီးတော့ဒီ Nemedy foundation နဲ့မိန်နဲ့အတူဖွင့်အတူဖွင့်ပြီးတော့သူတို့နေတဲ့ဟိုဘယ်မှာအလူမင်ကောက်ခံပေါ့နော်တကယ်ပြောမှာကိုအနေနဲ့အလုံးရှုံနေတဲ့လူပဲဖြစ်ဖြစ်တကယ်မှာအားလူတွေကကူညီခြင်းဇောနဲ့ အမြန်အမြန်တဘောနဲ့ကုညီလိုက်တဲ့အချိန်မှာသူတို့ရှင်သူနေလည်းတေချာလေးမစုံစမ်းမိသွားတော့တကယ်တချို့လူတွေကလည်းလို၃၄သိန်းပေးရတာမျိုးရှိတယ်ဗျာလှူရတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီခုနကကျွန်တော်ပြောတဲ့ဒီအတုတွေရပါတော့နော်ဒီလူလိန်အတုတွေကတော့ကိုဂျိုးအတွက်သုံးဝါးရာရှိတယ်ပေါ့နော်ဆိုတော့ဒါကလည်းပြည်တွင်းမှာလက်ရှိဖြစ်နေတဲ့ဟာလေးပေါ့နော်ဆိုတော့နိုင်ငံတကာဟိုအလူပြောမယ်နိုင်ငံတကာကကုညီပေးတဲ့ဟာရောမလာသေးဘူးလက်ရှိပြည်တွင်းမှာအဲ့လိုဖြစ်နေဆိုတော့ဒါ မှန်ပြောရှိရင်တော့ကြားရတယ်နေတော့စိတ်မကောင်းဘူးပေါ့နော်အဲ့ဒါရောရှိတယ်ဒါပေမဲ့ကျွန်တော်ခုနပြောလို့ပေါ့နော်အဓိကတော့တကယ်နိုင်ငံတကာလှူပေးတဲ့ဒီအကူအညီတွေကိုလုံးဝတော့ကျွန်တော်တကယ်ဒုက္ခရောက်နေတဲ့လူတွေစီကိုကျွန်တော်တရားရခိုင်တော့အပြစ်ရောက်သွားပြီးတော့ကျွန်တော်မျှွန်လင်းပါတယ်ပေါ့နော်အဲလက်ရှိမှာလည်းဒီငလျင်အသေးစားလေးတွေတော့ထပ်ပြီးတော့ဖြစ်နေတယ်တော့ကျွန်တော်သတင်းတော့ကြားပါတယ်ပေါ့ဒီ time မှာပေါ့ဒီမြန်မာပေါ့နော်အသေးစားဆိုတာတအားကြီးတော့မပြင်းထန်တော့ဘူးပြောဒါပေမဲ့လည်းကိုယ်အနေနဲ့ delivery ရတဲ့နေကြပေါ့နော်ပြီးတော့လည်းကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဒီဒုက္ခရောက်ပြီးတွေအတွက်လည်းအမြန်ဆုံး အဆင်ပြေပါသလိုကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျ။